ုအခုကိုမီတာသူနဲ့အတူတူထိုင်နေတော့9မိနစ်ကိုမီတာသူလည်းမရှိတော့ဘူးကိုတော်အသက်ပေးကံကောင်းထောက်မှဆိုတာလွတ်လာတဲ့လူတွေအဲ့လောက်ထိဒုက္ခရောက်နေတဲ့ပြည်သူတွေအခုလက်တွေ့မှာကျွန်တော်တို့ကိုယ်တိုင်မြင်မိပါပြီကျွန်တော်တို့ကိုယ်တိုင်ဒီလဲသူတို့နဲ့ချက်တူခံစားရပါတယ်ကြေကွဲရပါတယ်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်ဒီလိုဒီလိုအလူခံလိုက်ခြင်းအပြင်ကကိုယ့်ကိုယ်ကိုလည်းစိတ် ဘယ်လိုပြောမလဲစိတ်အဆင်ပြေသွားစေရလို့ဒီကျွန်တော်ခံစားရပါတော့ပြီးတော့ငါတက်နိုင်တဲ့ဘက်ကနေတောင်းတနေရနေကူလိုက်နိုင်တယ်ဆိုရယ်စိတ်လေးနဲ့ဟိုဒီဘိုင်းညာဘက်နည်းနည်းလေးအိပ်ပြော်ရပါတော့တချို့စားဖြစ်ခါသာရက်တွေဆိုကျွန်တော်နှစ်နာရီသုံးနာရီလောက်ဒီတင်းနေဖတ်ပြီးဘလို့မှအိပ်ပြော်အခုမှဟိုနည်းနည်းလေးငါကူနေရပဲလေဆိုရယ်စိတ်လေးနဲ့ဖြေတာပါကျွန်တော်ဒီလဲကျွန်တော်တို့ညီကိုတွေဒီလဲကျွန်တော်တို့တက်နိုင်တဲ့အစွမ်းဒီလဲဟိုအများကြီးမရှိတဲ့ခါကြတော့အဲ့လောက်ကြီးတဲ့မကူညီနိုင်လိုက်နိုင်ဘူးပေါ့နော်အဲ့ဒါလည်းကျွန်တော်နောက်နေ့ကျတော့အစိုးကြီး ငါတို့မနေ့ကတော့ငါတို့10နိုင်လောက်ထွက်လူပဲငါတို့ဒီနေ့9နိုင်လောက်ထွက်လူခံမယ်ကွာငါတို့ငါတို့ဒီပြည်သူတွေငါတို့ငါတို့ဘက်ကတွေထပ်ပြီးတော့အားဆိုင်ပြီးကူညီကြရအောင်ဆိုပြီးတော့ကျွန်တော်ညီတွေညီမတွေအားလုံး9နိုင်လောက်တောင်းဆိုရတဲ့ငါတို့ထွက်ကြမယ်ဆိုပြီးတော့ shooting လို့အဲ့လိုတတ်မှတ်ပြီးတော့ကျွန်တော်တတ်မှတ်မှထွက်ပြီးတော့ဟိုပြည်သူတွေလိုက်ပြီးတော့အလှူထမ်းပြီးတော့ကူညီပေးပါတော့ဒီနေ့နဲ့ဆိုကျွန်တော်တို့၃ရက်မြောက်ရှိပြီပေါ့နော်ကျွန်တော်တို့အတမြန်နေရပါတော့အတမြန်နေရထွက်တယ်မနေ့ကမနေ့ကမထွက်ဘူးမနေ့ကနားတယ်မနေ့ကနားတယ်မနေ့ကနားပါဆိုတော့ဟိုဟာဟို ကျွန်တော်တို့အတူတူသွားကြတယ်ကျွန်တော်ညီတွေညီမတွေအကုန်လုံးလည်းအချိန်သိမ့်မရအောင်မအားဘူးဖြစ်သွားတယ်အချိန်လည်းမရဘူးပြီးတော့နေတာပူတော့တို့လည်းကျမကြီးတွေမကောင်းကြတော့ဘူးဟိုဟာအလူခိုင်းတဲ့မူးဓာတွေဘာတွေဖြစ်တော့ဟိုဟိုညီမလေးဆိုလို့ရှိရင်သူ့ကိုကားပေါ်မှာသွားပြီးတော့နားခိုင်းထားတယ်အပင်ကြီးမှနားခိုင်းထားတယ်ပေါ့နော်အဲ့တော့ရှိုးဆိုအကျော်သေးတောင်သွင်းလိုက်အဲများတို့ဆိုရင်အကျောစီပါတွင်းရတယ်ပေါ့နော်လူတွေကဟိုတောက်လျှောက်ဟိုပါပေါ့နော်ဇောရင်းနဲ့လိုက်လိုက်လုတဲ့ခါကျတော့ညကြတဲ့ခါကျတော့သူတို့အဲ့ဒီပင်မနဲ့ဒန်နေခံရပြီးတော့အခုသူတို့တနေ့လေးကျဲမကြီးတနေ့လေးခြူရလာလို့အဲ့ဒါမနေ့ကတည့်ရ ကဲနားလိုက်ကြမယ်တို့တော့တရက်နားပြီးတော့နောက်ရက်မှဆက်ပြီးတော့အလှူထွက်ခံကြမယ်ဆိုပြီးတော့အာဝါဘော30တိန်း30ကျော်ပြီပေါ့30လောက်ရှိပါတော့ဒီနေ့စရင်တော့မကြည့်ရဘူးဒီနေ့ကတော့ခုမှစကောက်တော့30လောက်ရှိအဲအဓိကတော့ကျွန်တော်တို့အဲအခုစကိုင်းတို့မန္တလေးတို့ကတော့ဟိုပါဘောနော်ဟိုအလူရှင်တွေတော်တော်များနေပြီအဲ့တော့ကျွန်တော်တို့ကြံတာအင်းလေးကြံမယ်အင်းလေးကြံမယ်ကျွန်တော်တို့ ပြင်မနာနေပြီးတော့အိုက်တဝိုက်တွေအိုက်ဘက်ကရွာတွေလည်းကြံအောင်မယ်အဲ့ဒါလေးတွေသွားလူဖြစ်ဖို့များပါတယ်ဟုတ်ကျွန်တော်တို့ကဒီဟာဒီကျွန်တော်တို့ဒီအခုငလေးနဲ့ခံရတဲ့ပြည်သူတွေရဲ့ဒုက္ခတဲ့ဆိုင်ကျွန်တော်တို့ဒီဝိုင်းမီကူညီတယ်ဆိုတာဘာမှမပြောပါလောက်တဲ့အဲကူညီမှုတစ်ခုပါဒါမဲ့ဟိုဒီလိုမပြောပါလောက်တဲ့အကူအညီမျိုးဆိုပေမဲ့လည်းကျွန်တော်တို့ဘက်ကနေဒီလိုငလင်ပေးထန်နေရတဲ့ခံနေရတဲ့ပြည်သူတွေကိုကျွန်တော်တို့ဟိုထမင်းလေးတစ်ထုပ်ပဲ ဟိုလှူဒန်းနိုင်တာပဲဖြစ်ဖြစ်ရေလေးတဘူးလောက်ပဲလှူဒန်းနိုင်တာပဲဖြစ်ဖြစ်ဘလိုမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဟိုတကြက်ဖိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ရအောင်ကူညီမယ်ဆိုတဲ့စိတ်တည်းလေးနဲ့အတက်နိုင်ဆုံးကြိုးစားပြီးတော့ဟိုပြည်သူတွေကိုကူညီဖို့ကြိုးစားနေပါတယ်ဟုတ်ဖြစ်ဖြစ်ခြင်းတွေတော့ကားပေါ်ရောက်နေလို့ဘာမှသိချာမရှိတော့ဒါပေမဲ့ဒီသတင်းလေးတက်လာတဲ့အချိန်မှာတော်တော်စိတ်မကောင်းပြီးတော့မန္တလေးဆိုတာလည်းကိုယ်ငယ်ငယ်ကလေးတော့အပြန်သွားရလုံနေခဲ့တဲ့နေရာမျိုးဖြစ်နေတော့လုံးဝစိတ်မကောင်းဘူးတခြားနေရာမှာပိုဆိုးတာပေါ့နော်အဲ့လိုမျိုးတော်တော်ခြေမဆိုးတာတွေ့ရတော့ အိမ်မှာနေရင်လည်းအားမလို့အားမရဖြစ်လာငါဘာလို့ပြေးနိုင်မလဲဘာလို့ပြေးနိုင်မလဲဒီလိုကိုင်းစင်းတဲ့တွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကြာအခြေအနေမျိုးနဲ့လိုက်သွားလို့ဆိုရင်ဒီတော့ဒီလိုမျိုးအခွင့်နဲ့ join ဖြစ်ပါအခွင့်၃ဝက်လောက်နဲ့ join ပြီးတော့ဒီလိုမျိုးကိုတက်နိုင်တဲ့လောအားလေးနဲ့ခုပေးဖြစ်တာပေါ့အခုအခုကိုမိသားစုနဲ့အတူတူထိုင်နေတော့၅မိနစ်လေးကိုမိသားစုလည်းမရှိတော့ဘူးကိုလောင်အသက်ပေးကံကောင်းထောက်မှဆိုတာလွတ်လာတဲ့လူတွေအဲ့လောက်ထိဒုက္ခရောက်နေတဲ့ပြည်သူတွေအခုလက်တွေ့မှာကျွန်တော်တို့ကိုယ်တိုင်မြင်ပြီးပါပြီကျွန်တော်တို့ကိုယ်တိုင်ဒီလဲ သူတို့ ਨੇ ဆက်တူခံစားရပါတယ်ကြေကွဲရပါတယ်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်အခုချိန်ထိဒီငလင်ဘေးခံလိုက်ရတဲ့တိုက်ရောက်တွေမှာအသက်ရှင်ကြံခဲ့တဲ့ကြံခဲ့ခဲ့သည်ရှိတော့ဒီလူတွေအားလုံးဒီမိသားစုနဲ့ပြန်တွေ့ပါသည်အပြင်ကရှာပေးနေတဲ့ကယ်ဆယ်ရေးတွေရောမိသားစုဝင်တွေရောဒီလိုပိတ်မိတဲ့လူတွေနဲ့အမြန်ဆုံးပြန်လဲဆုံတွေ့ပါစေလို့ဆုတောင်းပေးပါတယ်အဲ့ဒီနေရာဆိုလို့ရှိရင်เนาะကျွန်တော်တို့ တရုတ်တန်းမှာဟုတ်တယ်ဟုတ်တယ်ညနေ6နာရီခွဲကျော်လောက်ထိအလူလိုက်ခံနေတယ်အလူလက်ခံနေတယ်အလူလက်ခံနေပြီးတော့အကုန်လုံးပြီးတော့ပတ်စံတွေကျွန်တော်ဒီနေ့အလူဝင်ဘယ်လောက်ရတယ်အလူအများရှိမှာပေါ့နော်ကျွန်တော်ပတ်စံတွေကြီးတယ်အစင်းတွေထည့်တယ်ထည့်ပြီးတော့အဲကျွန်တော်အိမ်ကိုပြန်ရတယ်အိမ်ရောက်လို့နားတာ9မိနစ်10မိနစ်လောက်ပဲရှိသေးတယ်တက်လာတယ်တင်းကတက်လာတာဒီလိုငလင်လောက်မှာတိုက်ပြုံမှာကြောက်လို့ဒီမှာလမ်းပေါ်မှာထွက်နေတဲ့လူတွေကိုလို့ တဲတွေအစဒီကေဇေးတွေတဲတွေလုတ်ပေးထားတဲ့အချိန်မှာအဲ့တဲတွေအစလမ်းပြီးတော့မိုးရေထဲမှာဒုက္ခရရောက်နေကြတယ်ဆိုတော့ကျွန်တော်တို့လေကိုမောအမောမပြည့်တဲ့ပြင်ကိုအမောပါစို့ပါတယ်အဲ့ဒီအချိန်မှာလေအဲ့ဒီတရင်ကြအချိန်မှာဟာဒုက္ခပါပဲငါတို့ဟိုဘလို့ဘလို့လုတ်ကြမလဲဘာလုတ်ကြမလဲဆိုတော့ညညအဲ့ဒီအချိန်ကြီးနော်ဦးနိုင်ဆယ်နိုင်လောက်ကြီးဆိုတော့ကျွန်တော်လည်းဘာမှမကူညီနိုင်တော့ဘူးကွတော့အဲ့ဒါနဲ့ကျွန်တော်လည်းကေဇေးသမားတွေပါတိုင်ပတ်သွားတာလို့ပြော ဟိုကူညီတဲ့လူတွေအလုံးနဲ့ဒုက္ခဟိုဘာပေါ့ခက်ခဲတွေဖြစ်ကုန်ကြတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့လည်းဘယ်လိုကူညီရမလဲဘာကူညီရမလဲဆိုတော့ကိုရီးယားဒီမှာရန်ကုန်မှာဖြစ်နေတဲ့အတွက်ဟိုအခုအဲ့လိုချက်ချင်းထားပြလို့ရှိရင်ကျွန်တော်တို့လည်းဘယ်လိုမှမကူညီနိုင်ဘူးအဲ့နဲ့ဟိုအဲ့မှာအဲ့မှာဟိုဘော်ဒါအကြောင်းပေါ့နော်ပုံကြီးကပုံကြီးကအကြောင်းကနေသူတို့သူတို့အကြောင်းမှာညအီပြီးတော့ဒီမိုးရွာလို့ဟိုအိတ်ဆရာမရှိတဲ့ပြည်သူတွေအလုံးနဲ့ဒီဟာဘောနော်လာပြီးတော့အိတ်လို့ရပါတယ်တချို့နေရာတွေဟို ဒုက္ခရောက်တဲ့ပြည်သူတွေတို့အိမ်မှာလာတဲ့လို့ရပါလားကျွန်တော် iPhone 7ပဲတောက်လျှောက်တောက်လျှောက်အဲ့လိုပဲ share ပေးနေရတော့ကျွန်တော်လည်းအဲ့ဒါပဲတက်နိုင်တော့တယ်ဟိုဒီ share ပေးရတယ်ဆိုတော့လေကျွန်တော်ဟိုကျွန်တော်စီမှာကျွန်တော်ကိုချစ်တဲ့ပရိသတ်တွေရှိတယ်ဒီထဲမှာသူတို့အဲ့မန်လေးဘက်မှာလည်းရှိတယ်သူတို့ကူညီနိုင်ကြမလားဒါမှမဟုတ်ဒုက္ခရောက်နေလူလေအဲ့ကျွန်တော် post လေးကိုတွေးလို့ရှိသူတို့အဲ့နေရာသွားပြီးတော့အဆင်ပြေကြပါဆိုတဲ့စိတ်လေးနဲ့ကျွန်တော်တောက်လျှောက်ကျွန်တော်တို့အဲ့ဒါပဲလုပ်နိုင်တယ်ကျွန်တော်ဟိုရန်လည်းအညာသားတယောက်ဖြစ်နေတော့လေဟိုမဟုတ်ဘူးမှာနေရာပေါ့နော်ဒါတော့ အမျိုးတွေလည်းရှိတယ်ဗျာဖြစ်တဲ့အချိန်မှာလည်းဖုန်းနေဆက်အခုလိုမျိုးမိုးတွေရရွာဟောလို့ဘယ်လိုပြောရမလဲကို့ပေါ်လေးအုတ်ခဲတုံးလေးတုံးချိန်မပေါ်ပြုတ်ကြပြီတခုပေါ်ပြုတ်ကြရင်တော့အရန်နာတယ်ကိစ္စလေအခုလိုမျိုးတိုက်တယ်ပြိုတယ်လူတွေပြိတယ်အဲကြာရင်မှမိုးတွေလေးတွေကထက်လာသေးတယ်ဆိုတော့ဘလိုမှကိုတွေးကြည့်လို့လည်းမရဘူးဖြေးဆဲလို့လည်းမရဘူးဘလိုမှလည်းမခံနိုင်ဘူးအဲလိုတက်လာတဲ့အနေအထားအောင်နေလဲ မမြင်ရင်တော့ဟိုအနေထိုင်အောင်နဲ့ပတ်သက်လို့ဘလို့ကြောင်းရတယ်ပတ်သက်ပတ်သက်လို့ဒီမြန်မာနိုင်ငံပြည်သူတွေဒုက္ခရောက်နေအောင်လေမြင်ကိုမမြင်ရင်တော့ဟိုဖြစ်နိုင်မြန်မာပြည်တကယ်ကိုအများဆုံးကြားမှာပါလို့ပဲဆိုတောင်းပြရဘလို့မှလည်းမခံစားနိုင်တော့စိတ်စိတ်လည်းတကယ်ကိုဒီအပိုင်းလုံးဝလုံးဝကိုအဆင်မပြေရအဲအဲကြောင့်ဒီလိုဒီလိုအလူခံလိုက်ခြင်းအပြင်ကကိုယ့်ကိုလည်းစိတ် ဘယ်လိုပြောမလဲစိတ်အဆင်ပြေသွားစေရလို့ဒီကျွန်တော်ခံစားရပါတော့ပြီးတော့ငါတက်နိုင်တဲ့ဘက်ကနေတောင်းတနေရနေပူလိုက်နိုင်တယ်ဆိုရယ်စိတ်လေးနဲ့ဟိုဒီဘက်ညဘက်နည်းနည်းလေးအိပ်ပြော်ရပါတော့တချို့စားဖြစ်လာတာရက်တွေဆိုကျွန်တော်နှစ်နာရီသုံးနာရီလောက်ထိသတင်းတွေဖတ်ပြီးဘလို့မှအိပ်မပြော်ဘူးအခုမှဟိုနည်းနည်းလေးငါကူနေတာပဲလေဆိုရယ်စိတ်လေးနဲ့ဖြေလာတာပေါ့အာအဲ့ဒီတော့ဆိုလို့ရှိရင်ကျွန်တော်တို့အဲမိုးရွာနေတော့ဆိုအဲ့ဒီမှာကျွန်တော်စိတ်ထဲမှာစဉ်းစားနေတာဒီချိန်မှာသာလေးငါလေနေလေး နှစ်အေးက၃ရက်ကာလလောက်သာပိုင်လို့ရှိလို့ရှိဒီဒုက္ခရောက်နေတဲ့လူတွေအားလုံးဘာဖြစ်ဖြစ်အမိုးတွေအကတွေကျွန်တော်အေကိုရောင်းပြီးတော့အဲ့လိုလှုပ်ပေးပြီးတော့ကျွန်တော်ခေါ်ထားလိုက်ခြင်းတယ်ကျွန်တော်ရင်ထဲမှာအဲ့နေအဲ့လိုမိုးရတဲ့အချိန်မှာအဲ့ဒီဗီဒီယိုဖိုင်တက်လာတဲ့အချိန်မှာရင်ထဲမှာစုပ်ပြီးတော့ဒီဘာလို့ပြရမလဲဘာလို့ပြရမလဲဆိုပြီးတော့အဲ့လိုပြီးတော့ကျွန်တော်စဉ်းစားမိတယ်ဒါပေမဲ့ကျွန်တော်ဒီလဲကျွန်တော်တို့ညီကိုတွေဒီလဲကျွန်တော်တို့တက်နိုင်တဲ့အစွမ်းဒီလဲဟိုအများကြီးမရှိတဲ့ခါကြတော့အဲ့လိုကြည့်တဲ့မကူညီနိုင်လိုက်နိုင်ဘူးပေါ့နော်အဲ့လည်းကျွန်တော်နောက်နေ့ကျတော့ကျွန်တော်အစိုးကြီး ငါတို့မနေ့ကတော့ငါတို့10နိုင်လောက်ထွက်လူပဲငါတို့ဒီနေ့9နိုင်လောက်ထွက်လူခံမယ်ကွာငါတို့ငါတို့ဒီပြည်သူတွေငါတို့ငါတို့ဘက်ကတွေထပ်ပြီးတော့အားဆိုင်ပြီးကူညီကြရအောင်ဆိုပြီးတော့ကျွန်တော်တို့ညီတွေညီမတွေအားလုံး9နိုင်လောက်တောင်းဆိုရတဲ့ငါတို့ထွက်ကြမယ်ဆိုပြီးတော့ shooting လို့အဲ့လိုတတ်မှတ်ပြီးတော့ကျွန်တော်တို့တတ်တတ်မှတ်မှတ်ထွက်ပြီးတော့ဟိုပြည်သူတွေလိုက်ပြီးတော့အလှူထမ်းပြီးတော့ကူညီပေးပါတော့ အများဆုံးပြန်နေထူထောင်နိုင်ပါစေလို့လည်းဆုတောင်းပေးပါရစေ။အခုကပျက်စီးသွားတယ်ခေါင်းလုံးက၁၀ခုနဲ့တစ်ခုစာတော့စူးစမ်းထားခဲ့ရတာမျိုးတွေလည်းဖြစ်နေတာဆိုတော့အများဆုံးပြန်နေထူထောင်နိုင်ဖို့လည်းဆုတောင်းပါရစေ။ပြီးတော့ပျက်စီးသွားတဲ့ဖျားစီဒီကိုယ်တွေတချို့တကယ်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ရှင်းဟောင်းအမွေနဲ့တရားမစားဟိုအမြန်ဆုံးပေါ့နော်ပြန်လဲဆူတောင်းနိုင်ပါစေထိန်းသိမ်းနိုင်ပါစေလို့ဆူတောင်းမှုပါတယ်အဲ့ဟာအတွက်လည်းဟိုနိုင်ရနေရနေပြီးတော့ပူသွားမယ်လို့လည်းဆုတ်ဖြတ်ထားပါတယ်ကျွန်တော်တို့ငလင်း ဒံဝိုးခံစားနေတဲ့မြန်မာပြည်သူပြည်သားတွေအားလုံးကျွန်တော်မျက်စွာပြဟောတာတလို့ပါတယ်လောကကြီးမှာဘယ်အရာမှမမြဲပါဘူးကျွန်တော်အခုခံနေရတဲ့ဘေးဒုက္ခတွေအားလုံးလည်းဆက်မဖြစ်တော့ပါဘူးမကြခင်ပြီးဆုံးတော့မှာပါမကောင်းတဲ့အရာတွေအားလုံးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်တွေကောင်းမင်တဲ့ကံကြမ္မာတွေကျွန်တော်မြန်မာပြည်သူပြည်သားတွေစီရောက်လာတော့ပါမယ်လို့အဲ့တော့ငလင်တန်းကိုခံနေရတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားတွေအားလုံးစိတ်တက်ကိုအတက်နိုင်ဆုံးဆွဲတင်ထားပြီးတော့ကျွန်တော် ကျွန်တော်တို့ပြည်သူတွေဘဝကိုအမြဲဆုံးပြန်တူထောင်နိုင်ဖို့အတွက် fight ပါ